င်္ဂါပါရှင်။ထိုင်းမှာဖန်ဆီးရမိတဲ့မူရစ်ဇေဝါရီနဲ့ပတ်သက်မှုမရှိဘူးလို့ကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ဘက်ကထုတ်ပြန်လိုက်ပါတယ်။ကိုကက်သက် MNDAA နဲ့စစ်ကောင်စီတို့ရဲ့တွဲဆုံဆွေးနွေးပွဲဟာသဘောတူညီချက်တွေမရဘဲပြီးဆုံးခဲ့ပါတယ်။အမေရိကန်အစိုးရရဲ့ထောက်ပံ့ငွေဖြတ်တောက်မှုတွေဟာပြည်သူလူထုရဲ့တည်ရရှိပိုက်ခွင့်ကို ထိခိုက်သွားစေတယ်လို့ IBCM ကပြောပါတယ်။ ထိုင်းမှာဖန်ဆီးမိတဲ့မူရစ်ဇေဝအများအပြားဟာကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ဆက်ဆက်ပတ်သက်နေရဆိုတဲ့စွပ်စွဲချက်ကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ဘက်ကညှင်းဆိုထားပါတယ်။ဒီကြောင့်ကွန်ပျူတာကတင်ဆက်ထားပါတယ်။ထိုင်းအာဏာပိုင်တွေရဲ့ပြောကြားချက်အရဖန်ဆီးရမိတဲ့မူရစ်ဇေဝတွေဟာကရင်လက်နက်ကိုင်တွေနဲ့ဆက်ဆက်မှုရှိနေနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ကရင်အမျိုးသားစီယုတ် KNU လက်အောက်ခံကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ဘ ਹੁ စစ်ဦးစီးဌာနချုပ်က မလ26ရက်နေ့မှာအဲ့ဒီမူကြီးစီဝါတွေနဲ့သူတို့လောကမတက်ဆိုင်ကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဒါကလည်းဟိုပါဗောဒီထိုင်းနိုင်ငံထဲမှာဟို27ရက်နေ့ကအဲမိတဲ့မူကြီးစီဝါကအဲတည်င်းထွက်တဲ့အပေါ်မှာဟိုပါဗောဒီနေဇတ်ဒေတာကင်းအဖွဲ့အစည်းတစ်ခုခုနဲ့ဆက်စပ်ပတ်သက်ပါတယ်ဆိုတဲ့အလိုမျိုးအဲ့လိုမျိုးထွက်ပေါ်တဲ့အပေါ်မှာကျွန်တော်တို့အခွင့်အရေးပေါ်မှာပေါ့နော်ရုပ်ထင်းကြောင့်ထင်းဖြစ်နိုင်တဲ့ ပေါ်မှာပဲကျွန်တော်တို့ကကျွန်တော်တို့နဲ့အဲအဲ့ဒါကိုလုံးဝဆက်ဆိုင်မှုမရှိပါဘူးဆိုတာကိုနော်အများကြီးအောင်ဒီထုတ်ပြန်ချက်ကိုထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ထိုင်းနိုင်ငံတက်ခရိုင်မဲဆောက်တက်လမ်းမကြီးပေါ်မှာမိလ23ရင်းနေကကိုတင်ကားကြီးတစည်းပေါ်မှာဝက်ထားတဲ့စိတ်ကြွစီပြာ section တန်း ice မူရီစီ950ကီလိုနဲ့ကက်တမင်းစိတ်ကြွစီ300ကီလိုဂရမ်ကိုထိုင်းအာနာပိုင်တွေကဖမ်းဆီးရမိခဲ့ပါတယ်။ ထိုင်းအာဏာပိုင်တွေရဲ့ပြောကြားချက်အရအဲ့ဒီမူရေးဆေးဝါးတည်လာတဲ့ကားဟာကရင်နယ်ခြားစောက်တပ်ထိတ်ချုပ်ထားတဲ့ထိုင်းမြန်မာနယ်စပ်မြောက်ဒီမြို့ကနေမဲဆောက်မြို့နယ်မဲကလုံရွာဂိတ်ဂိတ်မ48ကိုဖြတ်ပြီးမလ23ရက်နေ့မှာတရားမဝင်တည်ဆောင်လာတာလို့ဆိုပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြုကြေးတမ်းတော့ DKBA ကလည်းသူတို့နဲ့မဆိုင်ဘူးလို့ဗိုလ်ချုပ်စောဆအောင်ကမလာ23ရက်နေ့မှာ KIC တည်င်းဌာနကိုပြောကြားခဲ့ပါတယ်။ KNU စက်တင်တီထောင်ချင်းကလေးကမွေးရစီဝါနဲ့ပတ်သက်ရင်တင်းကျပ်တဲ့မူဝါဒတွေချမှတ်ထားပြီးသားလို့ KNL ကပြောပါတယ်။အော်ကျွန်တော်တို့ရဲ့မူဝါဒမှာကတော့ဒီမူရေးဆေးဝါးတို့ကတော့လုံးဝပြောမဆိုရင်တော့တိုင်းမြစ်ထားတဲ့အဲ policy ရှိပြီးသားပေါ့နော် ဒါတွေကိုကျွန်တော်တို့ကထုတ်လုပ်လို့မရဘူးစိုက်ပြုတ်လို့မရဘူးရောင်းဝယ်လို့မရဘူးဖြန့်ပြူးလို့မရဘူးဆိုတာเนาะဒါကျွန်တော်တို့ရဲ့အဖွဲ့အစည်းရဲ့ကျွန်တော်တို့ဟိုးအဖွဲ့အစည်းစတင်ဖြစ်ပေါ်တဲ့အချိန်တွေကဟိုကျွန်တော်တို့ရမူဝါဒချတာပြီးသားပေါ့เนาะထိုင်းရဲ့တပ်ဖွဲ့ကဒီမိုရေးစီဝါအပြောင်အများဖန်စီရမိပြီးနောက်ထိုင်းမြန်မာနယ်စပ်တပ်ခရိုင်မဲဆောက်ဒေသရှိနယ်စပ်ဖြတ်ကျော်ရေးဂိတ်60ကိုထိုင်းအနာပိုင်တွေကချက်ချင်းပိတ်ဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ် အခုလိုနေဆက်ဂိတ်တွေကိုပိတ်လိုက်ချင်းချောက်ကုန်တယ်တွေအတွက် အခက်အခဲတွေဖြစ်ပေါ်စေနိုင်တဲ့အတွက်ထိုင်းအနာပိုင်တွေအနေနဲ့ဒီအမိတ်ကိုပြည်လဲတုတ်တက်ပေးဖို့ကုန်တယ်တွေကတောင်းဆိုနေကြတယ်လို့ထိုင်း PBS တင်းမှာဖော်ပြထားပါတယ်ကိုကက်သက် MNDAA နဲ့စစ်ကောက်စီတို့ရဲ့တွေ့ဆုံဆွေးနွေးပွဲဟာသဘောတူညီချက်တွေမရဘဲပြီးဆုံးသွားခဲ့ပါတယ် တရုတ်နိုင်ငံရဲ့ကြားဝင်ညစ်နိုင်ပေးမှုကြောင့်စစ်ကောက်စီနဲ့ကိုကက်သက် MNDAA တို့ဟာပြီးခဲ့တဲ့မတ်လ22ရက်နေ့ကနေ24ရက်နေ့အထိ၃ရက်ကြာဆွေးနွေးခဲ့တာပါ။ကုမင်းမြို့မှာပြုလုပ်ခဲ့တဲ့အဲ့ဒီ၃ရက်ကြာဆွေးနွေးမှုမှာလာရှိုကိုနယ်မြေခွဲပြီးအုပ်ချုပ်ဖို့ကိုကက်သက် MNDAA ဘက်ကတောင်းဆိုခဲ့ပြီးစစ်ကောက်စီဘက်ကတော့လာရှိုမြို့ကနေကိုကက်သက်တွေအပြီးတိုင်ဆုတ်ခွာပေးဖို့ကိုတောင်းဆိုခဲ့တဲ့အတွက် ဆွေးနွေးမှုတွေအဆင်မပြေခဲ့တာလို့ MNDAA နဲ့နှိဆက်သူတယောက်ကပြောပါတယ်။ဒီဆွေးနွေးပွဲကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီရော MNDAA နဲ့တရုတ်ဘက်ကပါသစုပ်တရားတယံဝင် ထုတ်ပြောတာမရှိသေးပါဘူး။လာရှိုးမြို့ကို MNDAA နဲ့ပူပေါင်းသက်တွေကပြီးခဲ့တဲ့2024ခုနှစ်ဇွန်လလ26ရက်နေ့မှာအပိသက်သိမ်းပိုက်ထားတာဖြစ်ပြီးလက်ရှိအခြေအထိလည်းထိ ंछ ုတ်ထားတာဖြစ်ပါတယ်။ အဲ့ဒီနောက်စေကောက်စီနဲ့ MNDAA တို့ဟာ2025ခုနှစ်ဇန်နဝါရီလ16ရက်နေ့ကစပြီးတရဝင်းအပြစ်ခတ်ရက်ဆက်သွားပြီးဖြစ်ကြောင်းတရုတ်ကကြေညာခဲ့ပါတယ်။အခုတကြိမ်ဆွေးနွေးပွဲအဆင်မပြေတာကြောင့်လာရှိုကိုစေကောက်စီကလီချောင်းတိုက်ခိုက်မှုတွေပြန်ပြီးလုပ်မှာကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။ဒေသခံပြည်သူတွေရဲ့လူလာချက်အရခလေဒီစစ်ကောင်စီစခန်းကိုတိုက်ပိုက်ခဲ့တာဖြစ်တယ်လို့ KNU အမျိုးသားစည်းရုံး KNU ကပြောပါရယ် ကလေဒီစခန်းကို1989ခုနှစ်စက်တင်ဘာလ22ရက်နေ့ကထိုင်းမြန်မာနယ်စပ်ဒေသထိတ်ချုပ်ရေးအတွက်တည်ဆောက်ခဲ့တဲ့စခန်းတစ်ခုဖြစ်ပြီးစတင်တည်ဆောက်ချိန်ကစလို့ဒေသခံပြည်သူတွေလွတ်လပ်စွာသွားလာနေထိုင်လောက်ကိုက်စားသောက်ခွင့်တွေကက်တက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ ကလေးဒီစခန်းဟာ KNU တပ်မဟာခွန်ရဲ့ဌာနချုပ်နေရာနဲ့အနီးဆုံးနေရာမှာရှိပြီးဒီစခန်းကိုသိမ်းပိုက်လိုက်နိုင်တာကြောင့် KNU ဌာနချုပ်အပါအဝင် အနီးနားကျေးရွာကပြည်သူတွေအနေနဲ့လက်နက်ကြီးနဲ့ drone ပစ်ခတ်မှုတို့အတွက်စိုးရိမ်စရာမရှိတော့ဘူးလို့ဆိုပါတယ်ဒီစခတ်တိုက်တိုက်ပွဲကို KNL တပ်မဟာခွန်လက်အောက်ခံတပ်ရင်းတွေနဲ့ပူပေါင်းတပ်ဖွဲ့တွေက2025ခုနှစ်မတ်လ22ရက်နေ့ကစပြီး drone တွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပါတယ် စစ်ကောက်စီဘက်ကလည်းဂျက်လီယင် white trail လီယင်တွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပေမဲ့အဆက်မပြတ်ထိုးစစ်ဆင်မှုတွေကြောင့်မတ်လ25ရက်နေ့မှာစစ်ကောက်စီတပ်သားတွေကစခန်းကိုစွန့်ခွာပြီးထိုင်ဖက်ချက်ကိုထွက်ပြေးခဲ့ကြတယ်လို့ဆိုပါတယ်။စခန်းသိမ်းတိုက်ပွဲထဲစစ်ကောက်စီတပ်သားနှစ်ယောက်တင်ဆုပ်ပြီးလက်နက်ခဲရဲ့အမြောက်အများကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်။ဒေသခံပြည်သူတွေရဲ့လူလာချက်အရခလေဒီစခန်းကိုတိုက်ပိုက်ခဲ့တာဖြစ်ပြီးလက်ရှိမှာနေမြင့်ရှင်းလင်းရေးလှုပ်ဆောင်နေတယ်လို့ဆိုပါတယ် တနင်္သာရီတိုင်းထဝဲခရိုင်အနီးပင်လယ်ပြင်အတွင်းဝက်လက်ငါးဖမ်းလေတစည်းပေါ်မှာသုံးလောင်းပြိုင်လူတက်မှုဖြစ်ပွားခဲ့တယ်လို့တနင်္သာရီတိုင်းအရေးပေါ်ကယ်ဆယ်ရေးနဲ့လူနာသိရင်အဖွဲ့တာဝန်ရှိသူတအူးကပြောပါရယ်ပင်လယ်ပြင်မှာငါးဖမ်းနေတဲ့ခိုင်လေးစိုးတိ38အမီရှိဝက်လက်ငါးဖမ်းလေပေါ်မှာမက်ရှလ25ရက်နေ့မနက်ပိုင်းကလူတက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့လီမှာလားလုံမျိုးနဲ့ဆမ်လန်တေးရွာကိုရောက်ရှိလာခဲ့တယ်လို့အဲ့ဒီကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။ရုတ်အလောင်းရီနဲ့ဒံရရရှိသူတွေကိုမတ်လ26ရက်နေ့မနက်ပိုင်းက လူနာတင်ရင်လေးစီနဲ့ဆမ်လန်ကျေးရွာကနေဒဝဲစည်းယုတ်ကြီးကိုကယ်ဆယ်ရေးအဖွဲ့ကကူညီတယ်ဆောင်ပေးခဲ့ပါတယ်။ပိုက်ဆွဲနေချိန်ပဲ့နေငယ်ဦးမောင်မြင့်အောင်ကအိုးတကြီးကိုမင်းထိုက်ဆိုးကို ပိုက်ဖာတဲ့ဓာတ်နဲ့တိုက်ခိုက်ရာကနေရောရင်းဆက်ခစတင်ဖြစ်ပွားခဲ့တာလို့အဲ့ဒီငါးဖမ်းလီကလီလုတ်သားတွေကပြောပါတယ်။အိုးတကြီးကိုဓာတ်နဲ့ထိုးပြီးတဲ့နောက် ိုက်ပခက်မှာအိတ်နေတဲ့ယေရှုလေလောက်သားကားစာဦးတန်းထိုက်ကိုဓာတ်နဲ့ထိုးရာပဲ့နေနိုင်ကျော်စုကဝင်ရောက်ဆွဲရာဓာတ်တဲ့ရာရရှိပြီးနှစ်ယောက်စလုံးတိဆုပ်သွားတာလို့မြင့်မြင့်တက်တဲ့လေလောက်သားတွေကပြောပါရယ်ဒဲရရရှိထားသူကိုမင်းထိုက်ဆိုးကဓာတ်နဲ့တိုက်ခိုက်နေတဲ့ပဲ့နေငယ်ဦးမောင်မြင့်အောင်ကိုခေါ်ပြားနဲ့ရိုက်နေတာကြောင့်စတင်တိုက်ခိုက်ခဲ့သူပဲ့နေငယ်လည်းတိဆုပ်သွားတာလို့လေလောက်သားတို့ကပြောပါရယ် တည်ဆုံသွားသူတွေအနက်2ဦးမှာလောင်လုံးမျိုးနဲ့မောင်မကဲကျေးရွာသားတွေဖြစ်ကြပြီးနောက်တဦးမှာဗိဇာတိကဖြစ်ပါတယ်။ကရီပြည်မှာစစ်ကောက်စီရဲ့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေစိတ်ပိုင်းဆိုင်ရာထိခိုက်မှုဆိုးဝါးစွာ ခံစားနေကြရပါတယ်။စစ်ကောက်စီကလေရင်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာဒီမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းဒေါ်စီအီစာတင်ကျောက်က ကျောင်းသား၄ယောက်တည်ဆုပ်ပြီးအယောက်30ဒဏ်ရာရခဲ့ပါတယ်လေတဲ့လည်းနဲ့ကြီးတန်တန်လေးကြားလိုက်ပေါ့စိတ်သားတယောက်တယောက်ကချားဖြစ်သွားရဲ့ပြီးတော့ဘာလို့ဘာလို့လို့ဘာကြရမမတီးတော့ဘူးညအဲ့ရဲ့ချိန်ဆိုရင်လည်းညညဆိုလေတဲ့ကြားဆိုလည်းအဲ့လိုညတော့စာဆိုလည်းကြက်ထိုင်ဟိုင်မမမီတော့ဘာလို့လို့ဘာကြရမမတီးတော့အဲ့ဒီတည့်ထဲမှာပဲကျောင်းသူကျောင်းသားဦးရေ900လောက်ရှိတဲ့လွိုင်းနှဖကြောက်ကိုလည်းလီရင်နဲ့ဘုံကျဲတာခံခဲ့ရပါတယ် ဆောင်းလာတော့ဆိုတော့တိတိဝိုင်းလာလို့တော့ပြောအခုဆိုအဲလီတန်ချာစုတော့လေလာချက်ဆိုတော့ကြောက်ဝါချင်းမအဲ့လိုဒီလိုမျိုးစီရင်ပြင်မှတ်တွေမဟုတ်တဲ့စာတင်ကြောင်းတွေအပေါ်ပြင်မှတ်ထားတိုက်ခိုက်မှုတွေလုပ်နေတဲ့အတွက် ကလေးတွေရဲ့ရုပ်ပိုင်းတာမကစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအများအပြားရှိနေတယ်လို့အကူအညီပေးနေသူတွေက ပြောပါတယ်။ကလေးငယ်တွေအေးကိုသူကဒီ အဲ့ဒီဆုံးစေတာအပြင်ကိုဘောနမတန်ဆွမ်းဖြစ်စေတာလက်နဲ့ကြီးနဲ့အဲ့ဒီလီရင်ဘုံရဲ့ဒီအာတန်ကြောက်ဘောနကလေးငယ်တွေဒီနားစီတွေကြိတ်ခတ်သွားတာကိုလက်အင်ကကြိတ်ခတ်တာမျိုးတွေရှိတယ်ပြီးတော့ကလေးငယ်တွေကဒီဖွံ့ဖြိုးမဲ့အချိန်မှာဘောနဒီစကားပြောရမယ့်ရောနဲ့စကားမပြောနိုင်တာမျိုးတွေကလေးငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာတွေဒီကြောက်ဘောနဒီအာကလေးငယ်တွေကိုဒီအာ မတန်ဆွမ်းနေဖြစ်သွားစေတဲ့ဟာမျိုးတွေပေါ့နော်ဒီ auto sin လိုမျိုးပေါ့နော်အဲ့ဒီမူမနဲ့ကလေးလိုမျိုးတော့ဒီ clinic မှာဆိုလို့ရှိရင်3ဦးလောက်ပေါ့နော်ကလေးငယ်3ဦးလောက်ဖြစ်သွားတဲ့နေသားမှာရှိတယ်ဒီတန်ရာရတဲ့ကလေးငယ်တွေကတော့လေဒီတော်များများရှိရပေါ့နော်စာတင်ကြောင်းတွေကိုပြင့်မဲ့ထားတိုက်ခိုက်တာဟာကလေးငယ်တွေရဲ့လွတ်လပ်စွာပညာသင်ကြားခွင့်လွတ်လပ်စွာအသက်ရှင်သန်ကြီးထားခွင့်စားတဲ့ကလေးတငယ်များအလူအခွင့်ရချိုးဖောက်မှုကိုကလေးတွေကခံနေရတာလို့ဆိုပါတယ် ဒါကြောင့်ကလေးသူငယ်တွေအတွက်လူအခွင့်အရေးဆုံးရှုံးမှုတွေကိုနိုင်ငံတကာကပါသိရှိစေဖို့နဲ့ကျူးလွန်တဲ့စစ်ကောင်စီကိုအရေးယူဆောင်ရွက်ပေးဖို့လိုအပ်တယ်လို့ဆိုပါတယ်။ လူတိုင်းမှာတာဝန်ရှိတဲ့အတွက်ကြောင့်မလို့လူခွင့်ရေးဆိုတာပါလေကျမတို့မှာဘယ်လိုတာဝန်ရှိလဲဘယ်လိုလိုက်နိုင်ရမလဲဆိုတဲ့ဟာမျိုးတွေသိရှိရမယ်ဖြစ်ပေါ်လာတဲ့အပေါ်မှာလည်းကျမတို့တွေမတန်းတင်ယူနိုင်ပြီးတော့မှဒါတွေကိုထုတ်ပေါ်ပြောဆိုနိုင်မယ်ပေါ့နော်ဒါကိုလည်းကျမတို့တွင်ပဲသိနေလို့မရပါဘူးနော်နိုင်ငံတကာကလည်းသိဖို့လိုတယ်သိပြီးတော့မှဒါကိုပေါ့နော်အရေးယူဆောင်ရွက်မှုတွေလုပ်နိုင်ဖို့လိုအပ်တယ်ပေါ့ ကရင်ပြည်အတွင်းစစ်ကောင်စီတပ်ဟာနှစ်ဖက်တိုက်ပွဲဖြစ်ပွားတဲ့နေရာအပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့အရက်သားရီနေထိုင်ရာဂျေးရွာရီစာတင်ကျောင်းရီနဲ့ဘာသာရေးအဆောက်အအုံတွေကိုလက်နက်ကြီးလေးကျားရီနဲ့ပြစ်ခတ်တိုက်ခိုက်တဲ့အတွက် ကလေးငယ်အများပြားထိခိုက်ဒိဆုံခဲ့ရပါတယ်။အခုနှစ်ဖေဖော်ဝါရီလအတွင်းကရင်ပြည်နယ်မှာ လက်နက်ကြီးကြောင့်ကလေးနှစ်ယောက်လေကြောင်းတိုက်ခိုက်မှုကြောင့်တယောက်သေဆုံးခဲ့ပြီးလက်နက်ကြီးကြောင့်ကလေးတယောက်မြင်မြုပ်မိုက်ကြောင့်ကလေးတယောက်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Grainy လူအခွင့်ရေးအဖွဲ့ KNHRG ကထုတ်ပြန်ထားပါတယ်အမေရိကန်အစိုးရရဲ့ထောက်ပံ့ကူညီမှုတွေရပ်တန့်သွားတာကြောင့်အများပြည်သူလူထုတည်အမှန်ရရှိရေးကိုထိခိုက်စေတယ်လို့လွတ်လပ်သောမြန်မာတည်မီဒီယာကောင်စီ IPCM ကပြောဆိုလိုက်ပါတယ် ဒီကြားသတင်းမီဒီယာကွန်ရက်ကကုစောပွေးကတင်ဆက်ထားပါတယ် ထောက်ပံ့မှုတွေရပ်တန့်လိုက်တာကြောင့်လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေနဲ့ပြည်သူလူထုအပေါ်ထိခိုက်မှုများစွာရှိနေပြီးသတင်းအရေးအတွက်နဲ့အရေးသွေးတွေပေါ်မှာလည်းအတော်ထိခိုက်သွားတယ်လို့လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ IPCM ကပြောပါတယ်လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေသတင်းလုပ်ငန်းလှုပ်ဆောင်ရမှာငွေကြေးအခက်အခဲထို့လို့စိတ်သတင်းထောက်တွေရဲ့လစာနဲ့လုံခြုံရေးအခက်အခဲစတဲ့အခက်အခဲမျိုးစုံနဲ့ကြုံတွေ့နေကြရတယ်လို့ IPCM ကပြောပါတယ်ကြီးတဲ့သတင်းဌာနတွေက ပန်တစ်ခုထိခိုက်တယ်သရေတရင်ဌာနတွေကဟိုတစ်ခုလုံးနီနီထိခိုက်တယ်ထိခိုက်မှုကတော့တစ်ခုနဲ့တစ်ခုအကြီးအသေးပေါ်မူတည်တာပေါ့လေဒါပေမဲ့တကယ်အထိခိုက်ဆုံးကတော့ကျွန်တော်တို့ကြည်သူတွေသူတပြင်းတော့ VOA တို့ RFA တို့ရက်သွားတော့သူတို့မှသူတို့ရဲ့ပေးအသက်ပြနှစ်ခုပေါင်းဆို33တန်းလောက်ရှိပါတယ် VOA မှာ16တန်း RFA မှာ၁၄တန်းလောက်ရှိတော့အဲ့လူတွေရဲ့တရင်တီးပိုင်ခွင့်တရင်ရပိုင်ခွင့်နဲ့အများကြီးတိုက်ခိုက်သွားပါတယ်ဗျ American than VOA နဲ့ လွတ်လပ်သောအာရှအသံ RFA တို့အပါအဝင် American သတင်းဌာနတချို့ကအစိုးရရေမုံငွေထောက်ပံ့ပေးရဌာနဖြစ်တဲ့ကမ္ဘာလုံးဆိုင်ရာမီဒီယာ Agency USAGM နဲ့တခြားအစိုးရ Agency 6ခုကိုရင်းမြစ်အနေဆုံးနဲ့လဲပတ်ရမယ်ဆိုတဲ့အမိန့်ကို match က15ရက်နေ့မှာသမ္မတ Donald Trump ကလက်မှတ်ရေးထိုးခဲ့တာပါလွတ်လပ်တဲ့သတင်းဌာနတွေကတော့လက်ရှိရင်ဆိုင်နေကြရတဲ့အခက်အခဲတွေကိုကြော်ဖြတ်နိုင်ဖို့စူပေါင်းကြိုးပမ်းနေကြတယ်လို့ဆိုပါတယ် အဲ့ဒါတွေကိုဘယ်လိုလုပ်နေလဲဆိုတော့အတက်နိုင်ဆုံးတော့ဟိုကြီးတဲ့ဟိုလူနေနေနဲ့ကြဲကြဲဝိုင်းပြီးတော့ပေါင်းပြီးတော့လုပ်နိုင်အောင်စူးစမ်းနေပါတယ်တချို့တချို့လည်းလုပ်နေပါပြီဒါပေမဲ့ဘယ်လောက်ထိလုပ်နိုင်မလဲဆိုတော့တော့စောင့်ကြည့်ရမှာပေါ့နော်ဤမျိုးစုံနဲ့ဘယ်လိုကြော်ရမလဲသူတဖြစ်တော့ဟိုတွက်လက်တဲ့သတင်းမီဒီယာတွေကဟိုအခုလိုရေးကြည့်တဲ့အချိန်မှာသတင်းတွေမရှိရင်မြန်မာပြည်ကဟိုသူတဖြစ်တော့သတင်းတူသတင်းမာတွေနဲ့ ဝါရဖြန့်ချိမှုတွေပိုလွှမ်းမှုသွားမှာဆိုရင်တော့သတင်းတောက်တွေကမရှိရှိတဲ့ကြားတွေကတော့အတတ်နိုင်ဆုံးရအောင်ဒီအခက်အခဲကိုကြော်ဖြတ်ဖို့ကြိုးစားနေပါတယ်ခင်ဗျာ အမေရိကန်အစိုးရရဲ့ထောက်ပံ့ကူညီမှုတွေမရရှိတော့ပေမဲ့80လေပတ်နိုင်ဖို့ digital platform စတဲ့တခြားဝင်ငွေရနည်းလမ်းတွေနဲ့ဆက်လက်စ조사သွားမယ်လို့ဦးတိုးစောလက်ကပြောပါရယ်လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေသတင်းထုတ်လွှင့်မှုအားနည်းလာတာနဲ့တပြိုင်တည်းမှာဝါဒဖြန့်မီဒီယာတွေပုံမှန်အားကောင်းလာနေတယ်လို့လည်း IPCM ကပြောဆိုလိုက်ပါရယ် အစီအစဉ်ကိုကြည့်ရှုအားပေးနေတဲ့မိဘပြည်သူပေါင်းရှင်လန်းချမ်းမြေ့ကြပါစေ။နောက်တစ်ပတ်ဒီလိုချိန်မှာစောင့်မျှော်ကြည့်ရှုကြဖို့တိုက်တွန်းရင်းဒီတစ်ပတ်အစီအစဉ်ကိုရပ်နာခွင့်ပြုပါရှင်။